နောက်ရာသီမှာ Man City အသင်းရဲ့အကောင်းဆုံးပုံစံကိုပြောင်းမြင်ရလိမ့်မယ်လို့ပရိသတ်တွေကတိပေးလာတဲ့ Guardiola မန်စီးတီးပရိသတ်ကြီးအတွက်တော့ဒီယာဒီယာပျော်စရာကောင်းခဲ့တဲ့ယာဒီမဟုတ်ပါဘူးပုံမှန်ဆိုရင်မန်စီးတီးသင်းကပရီးမီးယားလိအမှတ်ပေးစရာရဲ့ထိဆုံးနေရာမှာရှိနေတဲ့ပြီးတော့ချန်ပီယံလိပြိုင်ပွဲမှာဆိုရင်လည်းနောက်ဆုံးအဆင့်နေနာအထိအမြဲလိုလိုရောက်နေလေရှိပါတယ်ဒါပေမဲ့ဒီယာဒီမှာတော့အသင်းရဲ့အဓိကကစားသမားအသက်အရွယ်ရလာတာအသင်းရဲ့အထောက်တိုင်းကစားသမားဖြစ်တဲ့ရိုဒရီဒန်ယာရတာ မီးပြောက်ဂွာဒီယိုလာကိုယ်တိုင်ပုဂ္ဂိုလ်ရေးပြဿနာတွေကြုံခဲ့ရတာစသဖြင့်ပြဿနာမျိုးစုံကြောင့်မန်စီးတီးသင်းကတော်တော်လေးယုံခံခဲ့ရပါတယ် နိုင်ပွဲပြောက်တာအချိန်အတော်လေးကြာခဲ့တဲ့ကာလလည်းရှိခဲ့ပြီးတော့ခစားမရီကိုရိုင်းကအရင်ရာသီတွေတုန်းကလိုဆရာထက်သန်မှုမရှိတော့တာကို မြင်တွေ့ခဲ့ရပါတယ်။အဲဒီအတွက်မန်စီးတီးသင်းကပရီးမီယာလိချန်ပီယံလန်းချောင်းကနေလွဲချော်ခဲ့တယ်လို့ချန်ပီယံလိမှာဆိုရင်လည်း16သင်းအဆင့်တောင်မှမရောက်လိုက်ပဲ play off မှာတင်ထွက်ခွာခဲ့ရပါတယ်။ဒီရာသီမှာမန်စီးတီးအသင်းမျောလင်းလို့ကြားတော့တဲ့ဖလားဆိုရင်တော့ FA ဖလားသာကျွန်တော်ရာဖြစ်ပြီးတော့ ။ဇနီးကနေညမှာ Nottingham Forest အသင်းနဲ့ semi final ကစားသွားမှာလည်းဖြစ်ပါရင်အကယ်လို့သာ FA ဖလားကိုလည်းမရခဲ့ဘူးဆိုရင်တော့ Man City အသင်းက2016-2017ရာသီနောက်ပိုင်းဖလားလက်မဲ့ပထမဆုံးရာသီကိုတွေးကြုံရမှာဖြစ်ပါရင် ဒါပေမဲ့ဂေါ်ဒီယိုလာကတော့အဲဒီလိုအဖြစ်မျိုးကနေဘလို့ရှောင်ရှားမလဲဆိုတာထွေးချားပြီးပြီဖြစ်ပြီးတော့မကြသေးမီကမန်စီးတီအသင်းရုံးကန်ခဲ့ရတာတွေအတွက်အဖြေကိုလည်းရှာတွေ့ထားပြီးဖြစ်တယ်လို့ယုံကြည်နေပါတယ်။ဂေါ်ဒီယိုလာကမန်စီးတီအသင်းကစားသမားတွေကြားမှာစီးလုံးမှုပျောက်ဆုံးနေတယ်လို့ခံစားမိနေပြီးတော့စိတ်အားထက်သန်မှုလည်းမရှိဘူးဆိုပြီးတော့မြင်နေတာဖြစ်ပါတယ်။ဒါပေမဲ့အဲဒီပျောက်ဆုံးနေတဲ့အရာတွေကိုအက်စတန်ဗီလာနဲ့ပွဲမှာဘာနာဒိုဆယ်ဗာက အဖွင့်ကိုသွင်းယူလိုက်တဲ့အချိန်မှာပြန်လည်ပြီးမြင်တွေ့ခဲ့ရတယ်လို့ဂွာဒီယိုလာကပြောဆိုခဲ့ရလဲဖြစ်ပါရင်ပိုကောင်းလာအောင်ကျွန်တော်တို့တွေသင်ယူရပါတယ်။ကစားသမားတွေအကြားမှာနောက်ထပ်အနောင်ဖွဲ့ဖန်တီးဖို့ကျွန်တော်တို့တွေကိုသွင်းတဲ့အခါအောင်ပွဲခံဖို့သင်ယူရပါတယ်။အင်္ဂါနေ့ရက်ပွဲမှာဘာနာတိုပထမကိုသွင်းတော့ကျွန်တော်တို့တွေအောင်ပွဲခံခဲ့ကြတယ်။အဲဒီမှာခန္ဓာကိုယ်အမူအရာတွေဆရာထက်သန်မှုတွေကအရင်လိုမဟုတ်ဘူးဆိုတာကိုကျွန်တော်ခံစားမိပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလတော့ကဂိုးသွင်းနိုင်ပြီဆိုရင်ကျွန်တော်တို့တွေအခုလိုမျိုးအောင်ပွဲမခံခဲ့ကြပါဘူး။ဒီလိုမျိုးအရေးမပါတဲ့အသေးစိတ်လေးတွေရအစကျွန်တော်တို့စီမှာရှိတဲ့စိတ်မျိုးပြန်ရအောင်လှုံ့ဆော်သွားပါမယ်။ဒီနေ့မှာတော့ကျွန်တော်တို့မှာအဲ့လိုစိတ်မျိုးမရှိခဲ့ကြပါဘူး။ နောက်ရာသီမှာတော့ကျွန်တော်တို့တွေပို့ပြီးတော့ကောင်းလာဖို့အတွက်ကိုလည်းဟိုစူးစမ်းမှာပါအသေးမှရှိတဲ့လူအတိုင်းလည်းသင်ငန်းစာရနိုင်ကြပါပြီ Premier League ဖလားကိုအခုထက်ပိုကောင်းတဲ့ပုံစံနဲ့ကျွန်တော်တို့တွေရှင်ပြိုင်သွားနိုင်လိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်တို့တွေစူဖလားတေချာပေါက်ရမယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဟာကျွန်တော်တို့ပုံစံထက်ကိုပို့ပြီးတော့ဒူလာပါလိမ့်မယ်ကစားသမားတွေလည်းနားလည်ကြမယ်ထင်တယ်အသင်းကိုကာဝယ်ဖို့အတွက်ကိုတိုက်ပွဲဝင်ကြရပါမယ်ကျွန်တော်တို့တွေတေချာ ာပေါက်ပြန်လာနိုင်မယ်လို့ယုံကြည်ပါတယ်။ကျွန်တော်တို့တွေတကယ်ကိုပဲယုံကြည်တယ်ဆိုပြီးတော့ Guardiola ကပြောဆိုလာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်း Guardiola က Queen လေခန်းစစ်ကစားမဖြစ်သူ Rodri နဲ့တန်ရာကနေအမြန်ဆုံးပြန်လည်ပြီးတော့တက်တာလာနိုင်အောင်ဂျိုးပန်းနေပုံကအသင်းပေါ်ရဲ့အထွတ်တော့အားတက်စရာဖြစ်တယ်ဆိုပြီးတော့လည်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ရိုဒရီကမန်စီးတီးအသင်းအတွက်မရှိမဖြစ်ကစားသမားဖြစ်ပြီးတော့ရိုဒရီပါဝင်ခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်မန်စီးတီးအသင်းကပြိုင်ဘက်အသင်းထက်အသာစီးရလိမ့်ရှိပါတယ်ဒါပေမဲ့ရိုဒရီဒန်ယာရောက်သွားပြီးခရေကမန်စီးတီးအသင်းက အသင်းဟန်ချက်ပြတ်သွားခဲ့ပြီးတော့အခုလိုဆိုးရွားတဲ့အရာဒီတစ်ခုကိုဖျက်ဆီးခဲ့ရတာဖြစ်ပါတယ်။ပုံမှန်ဆိုရင် ACL တန်ယာကကစားသမားတဦးကိုတရာဒီလောက်အနည်းဆုံးအနားယူသွားရစေပါတယ်။ဒါပေမဲ့ရိုဒရီကတော့ပြီးခဲ့တဲ့စက်တင်ဘာလကမှတန်ယာရခဲ့တာဖြစ်ပေမဲ့အမြန်ဆုံးပြန်လည်ပြီးတော့တက်တာလာဖို့အတွက်ကိုဂျိုးပန်းနေပြီးရေယာမီဒီမှာဂျင်ပတ်သွားမဲ့ ကလပ်ကဘာဖလားပြိုင်ပွဲမှာပါဝင်သွားနိုင်ဖို့ကိုညွှန်မလဲရရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဂါဒီယိုလာကအဲ့ဒါကိုကျွန်တော်ကြိုက်ပါတယ်သူကမဂ္ဂဇာနိုင်တော့တာသူ့ကိုကျွန်တော်နေပြလို့ခွင့်ပေးထားပါတယ် သူကအသင်းဖော်တွေကိုကူညီပေးနေပါတယ်အဲ့ဒါကအသင်းတစ်သင်းကိုကျွန်တော်တို့တည်ဆောက်တဲ့နီလန်းမှာဒါကထူးခြားတဲ့အရာတစ်ခုပါဆိုပြီးတော့ဂွာဒီယိုလာကပြောဆိုသွားခဲ့ရလဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါတယ်လိုက်ကန်ရှယ်လီနဲ့အားပေးတော့ဖို့လည်းအားလုံးတောင်းဆိုပါတယ်ရှင်